ခုဒီဗီဒီယိုမှာတော့ chapter 4 disease in plants and animals အအပိုင်းလေးကအော်ဒီတိရစ္ဆာန်တွေမှာဖြစ်တဲ့ယောဂါရဲ့မကုဆတ်နိုင်တဲ့ယောဂါရဲ့တခုဖြစ်တဲ့ cardiovascular disease ရဲ့အဲဒီသူ့ကိုဖြစ်စေတဲ့အကြောင်းရင်းတွေအကြောင်းကိုဟောပေါ့အကြောင်းရင်းတွေအကြောင်းကိုရှင်းပြပြီးဖြစ်တယ်။အဲအကြောင်းရင်းတွေတဲကမှာတချို့ဟာရပါတယ်ဆိုရင် ညာ modifier ပဲထိန်းချုပ်ရင်မရတာရဲကြွရပါလေဆိုရင် modifier ပဲပြုပြင်ပြောင်းလဲလို့ရရရဲပြုပြင်ပြောင်းလဲလို့မရရှင်အဲမှာအခုမှာတော့ဘာပြောရမလဲဆိုလို့ရှင် modifier ပဲ risk factor ဒီပြုပြင်ပြောင်းလဲလို့ရတဲ့ခဲအကြောင်းချက်ဒီအကြောင်းကိုရှင်းပြပြီးတော့ပြုပြင်ပြောင်းလဲလို့ရအကြောင်းချက်ဆိုတာဥပမာပြောရင်အစားအသောက်အနေထိုင်ပုံစံမျိုးပေါ့နော်ဟောအအဲ့လိုမျိုးပြောတာဖြစ်တယ်ပြုပြင်ပြောင်းလဲလို့မရတယ်ဆိုတာကအချက်၃ချက်ရှင်းပါတယ်ဆိုရင်အသက်အရွယ်နောက်တစ်ခုမျိုးရိုးဗီဇာ ။ဟာနောက်တစ်ခုကဒီဂျန်တာပေါ့နော်ဂျန်တာကြားမရပေါ့နော်ဒီလိုမျိုးဒီပြောင်းလဲလို့မရတဲ့အဲဒီယောဂဖြစ်စေအကြောင်းရင်းတွေဒီပေါ့အဲ့လိုမျိုးကြီးရှိမယ်။အဲ့ဒါကြတော့ပြောင်းလဲလို့မရဘူး။အခုကြတော့ဘာကိုပြောမလဲဆို modifier ပဲပြုပြင်ပြောင်းလဲလို့ရတယ်။အဲဒီအကြောင်းချက်တွေအကြောင်းကိုရှင်းပြပြီးတော့မှဖြစ်တယ်။ the, the, the development အဲ development ဆိုတာကဒီဖွဲ့စည်းတည်ဆောက်မှုပေါ့နော် of the atherosclerosis atherosclerosis ရဲ့ဖွဲ့စည်းတည်ဆောက်မှုဆိုလို့ရှိရင်တဲ့ ဆိုတော့ scales ရဲ့ quantity ဖောက်မှာဆိုရင်ဘာနဲ့ဘာဖြစ်လဲဆို link ဆက်ဆက်နေပါတယ် to many types of cvd cvd many types ဆိုတာများစွာသောအမျိုးအစား of cvd cv များစွာသောအမျိုးအစား cvd နဲ့ဆက်ဆက်နေပါတယ်တဲ့အဲ့ဒါဘာပြောရလဲဆိုအရှိမဟိုပေါ့နော် cardiovascular disease မှာပြောခဲ့တဲ့အတိုင်းဒီ atherosclerosis တဲ့ကဒီနှလုံးရောဂါရဲ့အားလုံးရဲ့အစကပြောလို့ရရင်ဗါလဲ atherosclerosis လို့ပြောလို့ရအဲ့အတွက်ကြောင့် atherosclerosis ဖြစ်လာပြီးမှတခြား angina နောက် heart attack နောက် stroke ဆိုတဲ့နှလုံးနဲ့ပတ်သက်တဲ့ရောဂါရဆက်ပြီးတော့ဖြစ်လာတယ်ပေါ့နော်အဲ့ကြောင့်ဗါလဲ atherosclerosis ကအစလို့ပြောလို့ရတယ်အဲ့ကြောင့်ဟိုဒီ atherosclerosis ကိုဖြစ်စေတဲ့အကြောင်းရင်းတွေကလည်းပါလဲဆိုရင် နှလုံးယောဂါဖြစ်စေအကြောင်းရင်းနေနဲ့တူတူပါပဲပေါ့နော်။အားကြောင့်ဒီနှလုံးယောဂါကိုဖြစ်စေရဲ့အကြောင်းအများစွာသောနှလုံးယောဂါအမျိုးအစားညှိနှုန်းတဲ့ပတ်သက်တဲ့ယောဂါအမျိုးအစားတွေဒီ atherosclerosis ဖြစ်တည်လာခြင်းတွေဆက်ဆက်နေပါတယ်။ lifestyle လူနေမှုဘဝဆိုရင် can affect တက်ရောက်စေပါတယ်။ the risk of developing atherosclerosis risk ဆိုတာကဆိုးကျိုးတွေပေါ့နော် developing ဆိုတာက crazy ဒီဆောင် of the atherosclerosis ဒီ atherosclerosis ဆိုရဲဒီပေါ့နော်အာဒီ ဖွဲ့စည်းတည်ဆောက်မှုဖြစ်ခြင်းကအဲဒါစကဲစီဖွဲ့စည်းဆောင်မှုဖြစ်ခြင်းဆိုးကျိုးတွေကတဲ့ lifestyle lifestyle ဘဝနေထိုင်မှုပုံစံကန်အဖက်တက်ရောက်မှုရှိမယ်တကယ်ဆိုအဲ့ဒါဘာပြောချင်လဲဆိုရင်လွယ်ကူပြောရမယ်ဆိုရင်ဒီဘဝနေထိုင်မှုပုံစံကြောင့် atherosclerosis တွေပဲဖြစ်စေနိုင်တယ်လို့သူကပြောနေတူပဲပေါ့နော် in the future အနာဂတ်မှာတဲ့ဒီအနာဂတ်မှာတော့ဒီဘဝနေထိုင်မှုပုံစံကြောင့်ဒီ atherosclerosis တွေဖြစ်စေနိုင်တယ်တဲ့အဲ epidemiological ဒီ epidemiological ဆိုတာယောဂါတွေကိုလေ့လာပြီးတော့ထိ ंछ ုပ်တဲ့ ကဲပါလေ study လေးလာချက်တွေမှာဆိုရင် epidemiological ယောဂဘာသူတင်တာလုပ်တယ်လို့ပြောလို့ရပါတော့ဒီလိုပြောရရင် have shown အဲ့ဒါမှာပြသပါတယ် links ဆိုတာကခြေဆက်မှုတွေ quick smoking အာဆေးလေးတောက်ခြင်းနဲ့ပတ်သက်တဲ့ခြေဆက်မှုခြေဆက်မှုကိုပြသရဆိုအဲ့ဒါဘာပြောချင်တာလဲဆိုလို့ရှိရင်ဒီ atherosclerosis အကြောင်းကိုသူကဆက်ပြီးရှင်းပြတာ atherosclerosis ကဈေးဆက်ဆက်တယ်တဲ့ ူကဘယ်လိုနဲ့ဆက်ဆက်မှုရှိလဲဆိုဆေးလေးတောက်ချင်းဒီခံအစားတောက်ဒါရက်ဆိုအစားတောက်ဝက်ဆိုခိုခန္ဓာလေးချင်း black god attack ဒီလှုပ်ရှားသွားလာမှုလဲတာနောက်တော့ high blood pressure ဆိုရဲတွေးတိုးယောဂါရင်းနဲ့ဆက်ဆက်နေကြအောင်ခေါ်ပြနေပါတယ်ဟုတ်ပြီဒါဆိုရင်ဒီချက်မှာပြောရင် hydrocerusic က CVD နဲ့ပတ်သက်တယ်။ lifestyle က CVD ဖြစ်တာနဲ့ပတ်သက်တယ်။အနာကမှာပြီးတော့ဒီယောဂဗေဒရဲ့တွေ့ရှိကြရဆိုရင်ဒီ hydrocerusic ဖြစ်ခြင်းကဒီအောက်မှာပါတဲ့ဒါတွေကဒီ high blood pressure ပါလို့ဆိုတာဒါရဲ့ တော်များများပါတယ်ဆိုရင်ဒီ smoking တို့ diet way လောက် activity ပါတယ်လဲဆိုရင်ဒါကအာဒီဒီပေါ် lifestyle နေဖြစ်တယ်ပေါ့နော်အဲ့ lifestyle နေဖြစ်တဲ့ smoking diet way လောက် activity လှုပ်ရှားဆောင်နေတာ high blood pressure ဆိုရဲအဲဒီပေါ်သွေးတိုးယောဂါပေါ့နော်အဲ့ဒါိုင်းနဲ့အဲဆက်ဆက်နေချောင်းဟိုတဲ့ဘာသူကပြလဲဆိုလို့ရှိရင် epidemiological ပဲယောဂါဖေးတာကပြယောဂါတွေကိုသူသိစရာလုပ်ခြင်းဖြည့်လုပ်ခြင်းအဲ steady လေးလာမှုကပြပါတယ်တဲ့ဒါတော့အဲ့သူရဲ့အဆက်ဆက်စာဆက်ဆက်ပေါ့နော် smoke အဲ့မှာပထမပြောရဲ lifestyle တွေတက်ရောက်စေတဲ့အကြောင်းရင်းနဲ့ပထမဆုံးတစ်ခုဖြစ်တဲ့ smoking စိလေးတောက်ခြင်းကြောင့်ဆက်ပြီးရှင်းပြပေးသွားပါမယ် smoking ဒီစိလေးတောက်ခြင်းအားတဲ့ study ဒါကြစိလေးတောက်ခြင်းရဲ့ခေါင်းစဉ်အောက်ကသူကအဲ့ဒီအကြောင်းရှင်းပြတယ် study ဒီလေးလာတွေ့ရှိမှုတွေအားတဲ့ have shown ပြသပါတယ် the smoke ကစိလေးတောက်သူ smoke ကဆိုတာ smoke ဆိုတာစိလေးအဲ smoke ကဆိုစိလေးတောက်သူများအဲ့ဆို smoke က alpha more likely alpha more likely ဆို far ဆိုတာဒီချက်ပို့ပြီးတော့ more ဆိုတာပို့ပြီးတော့ ပို့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 ပြီးတော့ပို့ဖြစ်နိုင်ခြင်းရှိရလို့ပြောတာ far more likely the likely to ဆိုတာကဖြစ်တယ်ဆိုရင် to develop ဆိုတာကဟာတိဆောက်ဖို့ဖြစ်လာဖို့အဲ atherosclerosis atherosclerosis ဖြစ်လာဖို့မြန် atherosclerosis ဆိုတာဒီမှာပေါ့နော်ဒါဟုတ်လားစီကဲလို့မျိုးသွေးကဲတွေသွေးဖြူဦးတွေပိတ်ကဲဥစ္စာအရှင်းမှာပြောခဲ့ရတာဖြစ်ပေါ့ atherosclerosis အပိုင်းမှာပြောခဲ့တာအဲ့လိုမျိုးပိတ်ကြအောင် atherosclerosis လို့ပြောတယ် atherosclerosis ဖြစ်နိုင်ရတဲ့ဒီဆေးတောက်တဲ့သူတွေမှာဘာဖြစ်လဲပုံများပါတယ် then ပို့ပြီးတော့ nasmoke က ဆင်းလေးမသားကြောင့်ဖွင့်တဲ့ similar lifestyle ဖွင့်ဆိုတာကအဲအတူဖွင့် similar lifestyle တူညီသောဘဝနေထိုင်မှုပုံစံအဲနဲ့ဆင်းလေးမသားသူတွေနဲ့ဆိုလို့ရှိရင်ဒါကဆင်းလေးတောက်သူရပို့ပြီးတော့အာဒီ exoskeleton ဖြစ်နိုင်ခြင်းအဲ exoskeleton သူတို့မှာတူပြီးတိဆောက်နိုင်ခြင်းများတယ်အဲ့ဒါဘာပြောချင်လဲဆိုရင်သူလည်းသူစားဒီဆင်းလေးမသားတဲ့သူနဲ့ဆင်းလေးတောက်တဲ့သူစားအစားတောက်လည်းတူတယ်နေနေကြတဲ့နေထိုင်မှုပုံစံလည်းတူတယ်အဲပြီးတော့သူရဲ့ပေါ့နော် အာအဟာရရည်လည်းတူတယ်အလုတ်လုတ်တာလည်းတူတယ်အဲနောက်သူရဲ့ဒီပေါ့အာသိမ့်မကွာကြသူရဲ့နေထိုင်ပုံစံသိမ့်မကွာကြတော့လေဆေးလေးတောက်တဲ့ဆေးလေးတောက်တဲ့သူကြတော့ဘာဖြစ်လဲဆေးလေးတောက်တဲ့ကျော်အတန်ကြောင့်ဒီ atherosclerosis ဖြစ်နိုင်ကြပို့ပြီးတော့များပါတယ်တဲ့အဲ့ဒါဘာလို့လဲဆိုတော့ similar line ဆိုင်ဒါပေမဲ့ base poker ရပို့ပြီးတော့ atherosclerosis develop ဖြစ်နိုင်ကြပုံများရပါတော့ study လေးလာကြွရှိချက်တွေက protect ပြီးဖော်ပြ found that တွေ့ရှိပါတယ် substance in the tobacco smoke ဒီ substance ဆိုတာပစ္စည်းတွေ in the tobacco smoke ဒီဆေးလေးရဲ့အမှုံပေါ့နော် tobacco ဆိုတာဆီအဲဆေးလေးပေါ့နော်ဆေးလေးရဲ့အမှုံတွေကနေတဲ့တွေ့ရှိရတယ်ဟုတ်ပြီဒါပထမအမှန်ကြတော့မှာလဲသူကပထမအကြောင်းဘာပြောထားလဲဆိုရင်ဒီဆေးလေးသူတောက်ဆေးလေးတောက်တဲ့သူဆေးလေးမတောက်တဲ့သူတွေထက် pathogenesis ပိုဖြစ်နိုင်တယ်နောက်ကကြတော့ဘာလဲဆိုရင်ဘာလို့ပြီ pathogenesis ဘာကြောင့်ဖြစ်နိုင်ဆိုရင်ဒီ nicotine ဆေးလေးမှာဘာပါလဲဆိုရင် nicotine တက်ပါ nicotine ဖက်တွေကဒီသွေးထဲမှာဒီပေါ့နော်သွေးကဲမှုတွေကို သူကနီကိုတင်ကတွေးခဲ့တာမျိုးပို့ပြီးဖြစ်စီတယ်အဲအဲကြောင့်သူကပေါ့နော်နီကိုတင်ကြောင့်လေးလာမယ်ဆိုလည်းသိနေတယ်နော်အဲမှာပို့ပြီးတော့အဲဒီကိုတွေးခဲ့မှုကပုံဖြစ်နိုင်များတယ်တွေးခဲ့ပြီဆိုတော့တခြားသောပေါ့နော် white blood cell နောက် fatty အဲ fatty streaks ဆိုတဲ့အားတွေပါပေါင်းလာ platelet ဖြစ်လာပါနော်အဲကမှာ atherosclerosis ဖြစ်လာအဲလိုပုံစံမျိုးပါ steady found that the beta တွေ့ရှိတဲ့ရာတွေ့ရှိရာနောက်တစ်ပိုင်းကျတော့ဘာလို့ပြောလဲဆို tobacco smoke ဆက်ဆက်ဆက် in the tobacco smoke ဆိုပြီးတော့သူ့ရဲ့ အပိုင်းကိုသတ်မှတ်လို့ရတယ်သူကဘာလဲဆိုရင်ဒီပေါ့ဆေးလိပ်ထဲမှာရှိအမှုန်တွေအကြောင်းကိုအမှုန်တွေအကြောင်းကိုသူကအဲ့အမှုန်တွေကဘယ်လိုမျိုးအာဒီပေါ့ atherosclerosis ကိုဖြစ်စေတယ်ဆိုတဲ့အကြောင်းကိုမရှင်းပြပြသွားမယ်ပထမချက်ကဘာလဲ can damage the artery line can damage ဆိုတာကထိခိုက်စေတဲ့ artery line ဆိုတာဒီနှလုံးသွေးကြောတွေကိုသွေးကြောတွေအဓိကနှလုံးသွေးကြောတွေမျိုးသွေးကြောတွေကိုထိခိုက်စေရဲအဲ့လိုတိခိုက်နောက်တစ်ခုပုံပြီးဒါခဏခဏ ဒါနှလုံးသွေးကြောအထိကရင်ဘာဖြစ်လာမလဲဆိုတော့ရှင်းပြ။တော့ကဘာဖြစ်စီလဲဆို can cause ဖြစ်စီပါ artery ကျူနေရို့သွေးကြောတွေဘာဖြစ်လဲဆိုနေရို့ကျင်းမြောင်းစီရဲဒီမှာဆိုရင်တိတ်ချက်ဒါကနှလုံးသွေးကြောရောထိခိုက်စီဒါနှစ်ချက်တိတ်ချက်ကဘာလဲဆိုရင်ဘာလဲဆိုရင်ဒီနှလုံးသွေးကြောရောကျင်းမြောင်းစီဒီမှာဆိုလဲဘာလဲနှလုံးသွေးကြောရောကျင်းမြောင်းလာတာပေါ့နော်ကျင်းမြောင်းစီနောက်တစ်ခုကြတော့ဘာလဲ smoking ဒီဆေးလေးတောက်ခြင်းရယ် also chain ပြောင်းလဲပါတယ်တဲ့ the balance of the lipoprotein in the plan ဒီနောက်ပိုင်းမှာလည်းတရေဆေးလေးတောက်ဂျင်နရယ်ယောဂါနဲ့ပတ်သက်တာဆို lipoprotein နဲ့ပတ်သက်ပြီးအများကြီးပါဝင်လာပါတယ် lipoprotein ဆိုတာဘာလဲဆိုရင်သူကဘာသွေးခဲတာနဲ့သွေးကျဲတာကိုသူကထိန်းညှိပေးတဲ့အဥ္စာမျိုးပေါ့နော် in lipoprotein balance ပေါ့လေအဲအော်ဘာဒီပေါ်ပြောင်းလဲစီရယ်ဆိုတော့သူကဟိုဆို lipoprotein သွေးကျဲစီရယ်ပစ္စည်းပေါ့သွေးကျဲစီရယ်ပစ္စည်းဆိုရင်အဲအသွေးကျဲစီရယ်ပစ္စည်းပဲအသွေးခဲစီရယ်ပစ္စည်းပေါ့အဲ့လိုမျိုးဆိုရင် lipoprotein အားများမယ်ဆိုရှိရတဲ့ပို့ပြီးတော့သွေးခဲရဖြစ်မှာပေါ့နော်သွေးကျဲရဖြစ်မှာပေါ့နော်အဲ့လိုမျိုးရောက်ဖြစ်ခြင်းဖြစ်ပါတယ် 5ဆိုရင်ဟုတ်ပြီကျွန်တော်နံပါတ်1ချက်ဖြစ်တယ်ဗာလဲဆိုရင်ဒီသွေးကြောနေရံတွေကို RT line ဆိုတာ line ဆိုတာနေရံတွေပေါ့သွေးကြောနေရံတွေကိုဗာထိခိုက်စင်မယ်ဆိုတော့ဗာသွေးကြောနေရံထိခိုက်စင်ဗာဖြစ်မလဲနံပါတ်1ချက်ကဗာဖြစ်စင်မလဲဆိုရင် wish made that be at or play ဒီရက်ဆိုတာတိဆောင်မှု play ဆိုရဲဆိုတာကဒီဒီပေါ့အပြားပေါ့နော် as scale set ကိုဖြစ်စေရဲ့ဒီ play လက်အပြားတွေကိုတဲ့ more likely ပို့ပြီးတော့တိဆောက်တာမျိုးဖြစ်စင်နိုင်တယ်ဟုတ်ပြီလေဒီ playlist ဆိုတာရှင်းမှာပါ play ဆိုတာရှင်းမှာပါခဲ့တာအဲ့ဒါ scale ဆိုကိုဖြစ်စေတဲ့ အဲအပြားကြီးဖြစ်တဲ့အတွက်ကြောင့်အဲ့ကောင်တွေတိဆောက်မှာ exoskeleton ကိုပြည်စီရအောင်ပေါ့နော်နောက်တစ်ခုကကြောင့်ပါ this can cause artery to narrow တဲ့ artery ကြွေးကြောတွေကိုအာသွေးကြောတွေကိုကျင်းမြောင်းသွားစေရတဲ့ and rise the blood pressure သွေးဖိအားကိုလည်းတိုးစေပြီး and increase မြင့်တက်လာစေ the risk of atherosclerosis ဒီ atherosclerosis ရဲ့ဆိုးကျိုးကိုပို့ပြီးတော့မြင့်တက်လာစေပါလေအဲ့ဒါဘာပြောချင်တာလဲဆိုရင်ဒီ artery ကကျင်းမြောင်းလာတယ်ကျင်းမြောင်းလာတဲ့အတွက်ကြောင့် ဟာဒီမှာเนาะအာဆူရဒီမှာချင်းမြောင်းလာချင်းမြောင်းလာရတဲ့အတွက်ကြောင့်ဒီမှာသူပြထားတာပေါ့နော်ဒီဘက်မှာပိတ်သွားတဲ့ဘက်မှာဒီမှာသွေးတွေလာရတဲ့ဘက်ပေါ့နော်ဒီဘက်မှာသွေးရအားများများလာတယ်ဒီဘက်မှာမလာဘူးပေါ့ဒီဘက်မှာကတခြားနေအောင်တော့ဒါလို့အပိုးလို့တဲ့ညမှာလို့ချင်းမြောင်းသွားကြတော့ဒီမှာ PI ရန်များသွားပြီးတော့ဘောတော့အဲ့မှာဘာဖြစ်မလဲဆိုတော့သွေးသွေးပြအောင်မြင့်တက်စေသွေးပြအောင်မြင့်တက်တဲ့ကြောင့်ဘာလဲဆို increase the risk of atherosclerosis atherosclerosis ဖြစ်နိုင်ခြင်းပိုပြီးများစေ သွေးပြာပြင်းတက်တဲ့အတွက်ကြောင့် endoscopy ဖြစ်နိုင်ခြင်းများမများအောင်အရှိပိုင်းမှာပြောခဲ့တယ်။ဘာလို့များမများပြောခဲ့လဲဆိုရင်သွေးပြာများတဲ့အတွက်ကြောင့်ပါလဲဆိုရင်ဒိုင်းနေရည်တွေပေါက်ပြဲစေတယ်။နောက်တစ်ခုပါလဲဆိုရင်လူချင်းမြောက်သွားတဲ့အတွက်ကြောင့် body မှာလာပြီးတော့ပေါ့နော် အပြားတွေကလာပြီးစုလာမျိုးဖြစ်စေနိုင်တယ်။အဲ့လိုမျိုးချက်တွေကြောင့် body endoscopy ဖြစ်နိုင်စွမ်းဟိုဒီသွေးပြာတိုးခြင်းဟာဖြစ်စေတယ်ပေါ့နော်။နောက်တစ်ခုကသွေးပြာတိုးတဲ့အတွက်ကြောင့်လည်းဘာဖြစ်စေနိုင်လဲဆိုလို့ရှိရင်အာဒီပေါ့ အော် damage ပေါ့နော် artery line တွေးကြောရင်ဒဲအပါလေဒီပေါ့ထိခိုက်စေတယ်အဲ့ကနေပဲပြန်ပြီးပါဖြစ်မယ်ဆိုပလေးလက်တွေကိုပုံဖြစ်စေလို့ပြောတာပဲပေါ့နော်ဘာလို့ပလေးလက်တွေတွေးကြောထိခိုက်ဖြစ်လဲဆိုဒီပလေးလက်တွေကဒီတွေးကြောနေအောင်လာဖာရေပေါ့လာဖာရဲ့အချိန်မှာအဲလူလူဝါဆိုတဲ့အနာတစ်ခုခုဖြစ်ပြီဆိုအပြင်မှာအနာဖြစ်အပါလေဒါတစ်ခုရှာရပြီအနာဖြစ်လာအဲ့အနာကပါလေအပုံမှန်အနာဖြစ်လို့ရှိရင်အဲ့အနာနဲ့သသားရဲ့ကြာပြီးချင်းချင်းကောင်းအောင်ပေါ့ဗါလေအပုံမှန်အနာပူကြီးတက်လာတယ် အနာပြားကြီးဖြစ်လာအဲ့လိုပဲအแทမှာနှိမ်သွေးကြောရဲ့အแทမှာတက်ဖြစ်တော့အဲ့အနာပြားရဒီသွေးကြောရဲ့မှာသွက်ဆို့နေရဖြစ်တယ်အဲ့ကနေမှာဆို့တဲ့နေရာကနေမှာတဖြည်းဖြည်းတခြားသွေးရပါလာပြီးဆုဆုလာပြီးအဲ့မှာဒီလို plate လက်ဖြစ်လာပါတော့အဲ့လိုမျိုးသွားဖြစ်တယ်နောက်ကြတော့ပြောခဲ့ပြတဲ့အတိုင်းပဲဒီ smoking ကဒီ lipo protein သွေးရဲ့မှာရှိသေးရှိထိုက်တဲ့ balance lipo balance ဖြစ်နေရမယ့် lipo protein ကိုဗာလဲပြောင်းလဲစေတယ်ဘာလဲဆိုရင်သူ့မှာပါ chemical တက်တွေကြောင့်ဘာလို့ဒီမှာ lipo protein ရဲ့ balance ကိုပြောင်းလဲသွားပုံမှန်လူတွေမှာ အစားအသောက်နေထိုင်စားမယ်ဟာစားမယ်။အစားစင်းနဲ့အဟာရဖြစ်စရာဟာစားမယ်ပြီးနေထိုင်ကောင်းမွန်တဲ့နေထိုင်ရှိမယ်ဆိုလို့ရှိရင်ကန္နာကိုရဲ့တော်တော်များများပါလို့ပြော balance ဖြစ်နေမဟုတ်ဘဲနဲ့အနေရှိစေအရာဆေးလေးတောက်တာတို့အာတခြားပေါ့နော်အနေရှိစေအရာတို့လုပ်မယ်ဆိုလို့ရှိရင်ဒါ balance ကမမျှရတာမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီချက်သုံးချက်ကဒီ tobacco smoke ပေါ့နော်ဒီဆေးလေးမှာရှိအမှုန်တွေကနေဖြစ်စေတဲ့အကြောင်းအကြောင်းသုံးချက်ဖြစ်ပါတယ်။နောက်ခုကြတော့ပါလဲဆိုရင် sedentary lifestyle CND line ဆိုင်ဆိုတာကအထိုင်များတဲ့လူနေမှုဘဝဆိုလို့ခြင်းဖြစ်ပါတယ်။ထိုင်များတဲ့လူနေမှုဘဝဆိုတာကဟာဒီလူအခုလူမှုဘဝမှာဗာလဲဆို screen time တွေများလာရမနော်။အဲ့ဒါကိုပြောတာဖြစ်ခြင်းဖြစ်တယ်။ screen time များတယ်ဆိုတာက TV တို့ phone တို့အဲ့လိုထိုင်ပြီးကြည့်ရတဲ့အရာရဲ့အရင်မီအများများလာကြတယ်။ဂိမ်းဆော့တာအဲ့ဒါပြေးပြီးဆော့တာမဟုတ်ဘူးဒါထိုင်ပြီးဆော့ရတာဆိုတော့အဲ့လိုမျိုးရအရင်များလာ။အဲ့ကြောင့် CJ live ဆိုင်ရတယ် ပဲတခုပါအဲ့ဒါကိုတနည်းအားဖြင့်အရှိပိုင်းစာရဲမှာဘာလို့ခေါ်တာဆို lack of activity လို့ခေါ်တာဘာလို့ခေါ်ဆိုရင် lack of activity ကြာလှုပ်ရှားသွားလာမှု lack ဆိုတာကပြာလျှော့နေတာကိုဘာဆိုလိုတာပေါ့နော် lack of activity ဆိုဟောသူကဆိုလိုတာပေါ့နော်ဒါကြောင့်ဆိုရင်ဒီမှာတမျိုးပြန်ဆုံးတာဗိုက်စီဒန်ဒီလိုက်စတိုင်းဆိုပြီးတော့လေမျိုးခွဲပြီးတော့ဘာဖတ်ပြီးတော့ကျက်လို့လည်းရတယ်ပေါ့နော်အနောက်ပိုင်းတစ်ခုဖြစ်တဲ့ obesity ရဲ့ or high blood pressure ရဲ့ obesity diet and obesity ရောတစ်ခုဖွဲ့ပြီးရောပေါ့နော် အာရှင်းပြပေးသွားမယ်လို့တအားများရဲ့အတွက်ကြောင့် CRD license တိုင်းအာဒါပေမဲ့အဲ့လိုမျိုးရှင်းပြီးတော့ကြက်မယ်ဆိုရင်တော့တော်တော်လေးလွယ်ပါတယ်ပေါ့နော်အာဒါပေမဲ့တစ်ခုရှိတာကဘာလဲဆိုဆောင်ဝဲမှာကဒီနှစ်ခုလုံးကိုပေါင်းပြီးတော့ဘေးရတယ်ဖြစ်နိုင်တယ်လို့နှစ်ခုခွဲပြီးတော့အာဒီပေါ့ high blood pressure တကယ်တစ်ခုခုကိုရေးရပြီး diet obesity ကိုတစ်ခုခုကိုရေးခိုင်းတာပြည့်အဲ့လိုမျိုးရေးခိုင်းလိုက်လို့ရှိတတ်တယ် ဒါပေါ်လုံးရေးခိုင်းတာလည်းဖြစ်ဖြစ်ဖြစ်တယ်ပေါ့နော်ဒါကတော့အမှတ်ပုံကိုကြည့်ရသွားပါမယ် cherry lifestyle ဟုတ်ပြီတော့ဒီစာအောင်ဆက်ပါမယ် cherry lifestyle ဒီအထိုင်များတဲ့လူနေမှုဘဝဆိုလို့ရှိရင်ねကံလေးဥတည်စေတယ်တဲ့ hat desi နှလုံးရောဂါကိုဥတည်စေပါတယ်ဟုတ်ပြီအထိုင်များလူနေဘဝနှလုံးရောဂါကိုဥတည်စေဒါကတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့အဲလိုတိုက်တတိပေးချက်တွေပါတယ်အမြဲပါတယ်ပေါ့နော်ဒါပေမဲ့ဘာကြောင့်ဖြစ်လဲဆိုပြီးရှင်းပြပါမယ်တဲ့ it also cause ဒီဒီဟာ is ဆိုတာပါဘယ် sedentary lifestyle cherry lifestyle ဟာတဲ့ cause also cause ဖြစ်နေနိုင်ပါသေးတယ်ဘာဖြစ်နေလဲဆိုဘဝလုံးချင်း high blood pressure obesity အဝါလွန်ခြင်းမပါလေအဝါလွန်ခြင်း obesity high blood pressure သွေးတိုးခြင်းနောက်လို့ပါလဲဆိုရင် di diabetes စီးကျူသွေးကျူဖြစ်ခြင်းအဲ့ဒါရာဘာလို့ဘယ်လိုပြောလို့ရလဲဆိုရင်ဒီကောင်တွေကအဝါလွန်တာရဲ့အရှိမဒီအင်္ဂလိပ်စာမှာလည်းသင်ရမှာပေါ့အဝါလွန်တယ်နောက်လို့သွေးတိုးတယ်စီးကျူသွေးကျူဖြစ်တယ်ဆိုတာပါလေဆက်ဆက်နေအဲ့မှာတွဲပြောဖားပါဆက်ဆက်နေနှလုံးရောဂါအဲ့လေးခုကဆက်ဆက်ဘယ်လိုဆက်ဆက်နေဆိုရင်နှလုံးရောဂါအဝါလွန်ခြင်းဒီ ဒါတွေးတိုးတာနဲ့စီချိုတွေးချိုတချို့ကလည်းစီချိုတွေးချိုဖြစ်တဲ့ကြောင့်တွေးပါတိုးတွေးတိုးပြီးတော့အာတွေးတိုးပြီးနှလုံးယောဂါဖြစ်ချိုးကြတော့အဝါလုံးလုံးတွေးတိုးတယ်ဒါမှမဟုတ်လည်းအဝါလုံးလုံးစီချိုတွေးချိုယောဂါဖြစ်တယ်နောက်နှလုံးယောဂါဖြစ်တယ်အဲ့လိုမျိုးပေါ့ဆက်ဆက်နေကြတယ်ပေါ့နော်အဲ့လိုမျိုးရေကြောင့်ဒီအဲ့ကြောင့်အထိုင်များနေဘဝကဒီမှာဆိုရင်ဒါဆိုအာဒီမှာဆိုသူပြထားပါတော့အထိုင်များနေဘောဆိုဘာဖြစ်စေလဲဆိုရင် obesity နှလုံးရောဂါဖြစ်စေတော့ဗျာ diabetes ချို့ချို့ရောဂါဗျာ high cholesterol high cholesterol တနည်းအားဖြင့် အာစီးရိုးတွေ့ကြုံဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဖြစ်စေတဲ့နောက်ကကြတော့ဒါဒီ regular exercise regular ဒီဟုတ်ပြီအဲ့လိုမျိုးပေါ့အထိုင်များတယ်ဆိုရင်ဗာလေအထိုင်ယောဂမဖြစ်အောင်ဆိုဗာလေဗာအထိုင်များလှုပ်ရှားသွားလို့မနေဆိုဖားဘလိုနေပြီးတော့ဒီအထိုင်များတော့ကာကွယ်မျိုးဟုတ်ပြီလှုပ်ရှားသွားလာပြီးတော့ကာကွယ်ရမယ်ဘောပြီဘလိုလှုပ်ရှားသွားလာပြီးတော့ကာကွယ်ရမယ်ဆိုရင်ဒါကဗာလေဆိုရင်ပုံမှန်၄ချိန်ခန့်လှုပ်ခြင်းဖြစ်နေတယ်လေကာကွယ်ရမယ် regular exercise ရဂူလာဆိုတာပုံမှန် exercise ဆိုတာလေ့ကျင့်ခန်းလုပ်ခြင်းပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဆိုရင် have to prevent have ဆိုတာကုညီပြီး to prevent ဒါတားဆီးဖို့ this event had effect ဒီလိုမျိုးပြင်းထန်တဲ့ကျန်းမာရေးတက်ရောက်မှုတွေကိုပြင်းထန်တဲ့ကျန်းမာရေးတက်ရောက်မှုတွေကိုတားဆီးဖို့ပြင်းထန်တဲ့ကျန်းမာရေးတက်ရောက်မှုဆိုတာ power ပဲလေဆိုလို့ရှိရင် obesity high blood pressure ဒါရအရန်ဆိုးတယ်လူတွေကိုပဲစိတ်တဆိတ်တတ်တဲ့လူတွေသမားတို့တော့နှလုံးရောဂါတို့အသွေးတိုးတို့ ဟာဒီစီချိုသွေးချိုလို့ပြောကြတယ်။ပိုပြီးတိတ်ဆိတ်တဲ့လူသက်သမားလို့ပြောတာပါလေဆိုရင် hepatitis hepatitis ကထားကြရင်မသိတာအောင်မသိတာပဲရုတ်တရက်ဖြစ်ပြီးမှသေဆုံးသွားမှာဖြစ်တဲ့အားကြောင့်ပါလေဆိုရင်ဒီလောက်ပြင်းထန်တဲ့ဟာရုတ်တရက်သေဆုံးနိုင်စေတဲ့ရောဂါတက်ရောက်မှုတွေဟိုတဲ့ဒီ regular ဆိုင်ပုံမှန်လေ့ကျင့်ခံလုပ်ခြင်းဟာ have to prevent တားဆီးရဲ့နေရာမှာကုညီပေးတယ်အဲယောဂါဆိုးတွေကိုတားဆီးရဲ့နေရာကုညီပေးဟုတ်ပြီအဲ့ဆိုတာပါလေဆိုရင် exercise ကို regular set ပြီးအဲ့ဒါကဘာလို့ပြီးလဲဆိုရင်အချက်၃ချက်ကိုလုပ်ပြီးဘာလို့ပြီးလဲဆိုရင်တစ်ခွာ နှစ်ခုက short ချပြီးနေကြစီရယ် short ချပြီးတယ်ပြီးတော့ balance ဖြစ်စီပထမဆုံးတော့ဗာလဲနေကြစီနေကြစီအဖောင် နေကြစီ black cholesterol level ပြီး level ကိုကြတော့ reduce လို့မသုံးဘူးเนาะအဲကြောင့်ဗာလဲ lower level level နေ့ဝါဆို lower level ပေါ့ဗာလဲဆိုရင် black cholesterol level plus ဆိုတာသွေး cholesterol ဆိုတာသွေးကြီးတရားတဲ့ level သွေးကြီးတရားတဲ့ level ဆိုတာစီးကျွသွေးကြီးပါရောပြောတာ စီကျွေးသွေးကြိုနဲ့ပတ်သက်တဲ့ဟာဆိုသွေးတင်ကြရဲ့ level ကိုဘာဖြစ်မလဲဆိုရင်ဒီ regular exercise ကဘာဖြစ်လဲ short ချပေးမယ် balance lipo protein lipo protein ရဲ့ကို balance ညီစင်ပဲတဲ့ဟုတ်ပြီဟောခန္ဓာကိုယ်မှာဘာလဲလှုပ်ရှားသွားလာမှုလို့အဲ့ဒီလိုအပ်တဲ့အရာကိုလှုပ်ပေးရတဲ့ကြောင့်ဘာလဲဆိုရင်သူဟာ balance ဖြစ်သွားမယ်ဆိုရင် lipo protein balance ဖြစ်သွားမယ် lipo protein ဆိုတာခန္ဓာကိုယ်မှာဘယ်လိုပါမလဲဆိုရင်တက်ကြွစေတယ်နောက်အာတက်ကြွစေတဲ့အရာမျိုးပေါ့ဒီ လူခဏကူမှာသွေးလည်ပတ်မှုအကောင်းဝါးစရာလည်းလီပိုပရိုတင်းနဲ့ပါအဲကြောင့်ပါလေလေ့ကျင့်ကလေးသွေးလည်ပတ်မှုအကောင်းတဲ့လီပိုပရိုတင်းကိုညှာကြည့်ဖြစ်စေနောက်တစ်ခုကကြပါလေဒီလူတိုင်းပြောကြရပါလေ stress ဖြစ်လို့ရှိရင်စိတ်ပြရခံစားရတယ်ခါလေစိတ်ပြရရောကြောက်ဘာလို့လဲဆိုရင်အဲလေ့ကျင့်ကလေးလုပ်လိုက်ဆိုတော့ဘာဖြစ်စေလဲဆိုဒီလေ့ကျင့်ကလေးလုပ်ခြင်းက register ဒီစိတ်ဖြစ်အားကိုလည်းစိတ်ဖြစ်အားဖြစ်တာတွေရှော့ချပြီးအဲစိတ်ပြရပြောချပြီးအဲလိုကြောင့်လေဒီ lipo protein ကို balance ဖြစ်စေအဓိကပါ lipo protein မမြလို့ရှိရင်အ strap ဖြစ်စေရပါတော့အ strap ဖြစ်တာကိုရှော့ချပြီးတဲ့ အဲ့ဒါဒါကဆိုရင်ဒါတဘာဝနီလန်နဲ့ကိုယ်ခန္ဓာပုံမှာလီပိုပရိုတင်းကိုထိန်းကြည့်တယ်ဒီ stress ကိုချော့ချရနေပါတော့ဆေးလေးတောက်တာကြောင့်ဘာလဲဆိုရင်တဘာဝမဟုတ်တဲ့နီလန်နဲ့ကိုယ့်ရဲ့ stress ကိုချော့ချရတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုရင်ယောဂဖြစ်စီရပါတော့အဲ့ကြောင့်အကြံပေးရမယ်ဆိုရင်ဘာလဲဆေးလေးတောက်မယ်အစားအထူးအခြေခံလောက်တာ ပို့ပြီးတော့ကောင်းတယ်တော့ typical လို့အားမလားဆိုတော့ and that's to ကြောင့်လေ lower the risk of the developing atherosclerosis ဒါပေါ့ဖောင်ရှော့ချပေးလဲဆိုလို့ရှိရင်ဒီလိုမျိုးရှော့ချပေးဆိုနောက်တစ်ခုဘာရှော့ချလိုဝါနေကြစီရဲတဲ့ဒီလိုမျိုးပေါ့ကိုလက်စတရောကျစီတဲ့နောက်တစ်ခုလီပိုပရိုတင်းကိုမျှကြည့်ဖြစ်စီတဲ့နောက်တစ်ခုဗေရီဂျူစထရက်ဒီစိတ်ဖိအားရေအမှန်ပြောချို့ဆိုပါစိတ်ညစ်လို့နှလုံးရောဂါဖြစ်တာလည်းရှိတယ်။အာစိတ်အားညစ်လို့နောက်ပိုင်းကျတော့ပါနှလုံးထိခိုက်ပြီးနှလုံးရောဂါဖြစ်ရှင်အဲကြောင့်ဗါတယ်တကြားတက်တွေကိုလည်းရှော့ချပေးရဲ့နောက်တစ်ခုအာလီပိုပရိုတင်းလည်းမျှကြည့်ဖြစ်စီတဲ့နောက်တစ်ခုဘာဖြစ်လဲစိတ်အတွက်လည်းကောင်းတဲ့အတွက်ကြောင့်ဒီ ။ဘာကိုရှော့ချပြောရလဲဆိုနောက်ဆုံးမှာ answer ချို့ကြောက်တဲ့ Rise of the developing atherosclerosis and severity ဒီ property များကြီးဖြစ်တဲ့ cholesterol တွေတကြတဲ့နည်းကြောင့် atherosclerosis ဖြစ်ခြင်းကို developing atherosclerosis ဖြစ်ခြင်း risk ကိုပါလဲ lower နေကြစေနောက်ကဘာ CVD နှလုံးနဲ့ပတ်သက်တဲ့ယောဂါကြီးကိုလည်းကျော်ကြစေပါလေတဲ့ အော်ဆိုဒီဗီဒီယိုဘာတော့ဘယ်ကြည့်လဲဆိုစီဂျန်ဒီလိုက်စတိုင်းလက်ကော့အက်တီဗီတီလို့လည်းပြောလို့ရစီဂျန်ဒီလိုက်စတိုင်းကိုအာဒါပဲစီဂျန်ဒီလိုက်စတိုင်းလို့ပဲရေးခါကြရေးပေါ့နော်မှတ်ရင်အဲ့လိုပဲပတ်တာပေါ့နော်အချီကိုရှင်းပြပေးခဲ့ပြည့်နောက်တစ်ပိုင်းမှာဂျာရီဟိုက်ဘလက်ပရက်ရှာနဲ့ဒိုင်ယက်အော်ဘစီတီဂျာကိုဆက်ပြီးရှင်းပြပြီးတော့မှာဖြစ်တယ်အာဒိုင်ယက်အော်ဘစီတီပါဆိုရင်ဒါတက်ဖို့ရှိအောင်နော်ဘာရှိလဲဆိုလို့ရှင်အာတိုက်တူဒိုင်ယက်ဘီဆိုတာရှိတယ်နောက်မန်နီစတဒီကွန်နက်ရှင်ဆိုတာလက်ထက်ရှိတယ်ပေါ့နော်ဒီကြောင့်ဆက်ဆက်ပြီးရှင်းပြပေးပါမယ်ဘူရီယာကတော့ဒီလောက်ပါပဲအကယ်အော်ပေါ့နော် အာရေးမလားမရေးအဟုတ်ပြီဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မရှင်းတာရှိ comment မှာမှတ်ခဲ့ပြီလို့ရပါတယ်ဘယ်ပိုင်းဟိုမတင်ဆိုရင်အပိုင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီး video တစ်ခုလုပ်ပြီးရှင်းပြပေးပါမယ်အဲပြီးတော့နောက် guideline video တစ်ခုကိုလည်းဒီနေ့မှာပဲတင်ပေးပါမယ်ပေါ့နော်အမ်နောက်ကြဝါကျအော်တိုဘာတော့ရောက်လာပြီအော်တိုဘာဒီနေ့ဆိုအာလတော်အော်တိုဘာရောက်နေအောင်ရောက်လာ73ရက်ချင်အောင်ရောက်လာပြီဆိုတော့နောက်ကြဝါကျ sorry ပါအာဒီ guideline နဲ့ပတ်သက်တဲ့ဟာမျိုးလည်းဒီနေ့မှာတင်ပေးပါမယ်နော်အာ ပြီးတော့နောက် revision လည်းပြန်လုပ်ပါတက်နိုင်စမြရေးနိုင်အောင်စူးစမ်းပါပေါ့နော်ကိုအပိုင်အပိုင်ဆိုတာကရေးထားတဲ့ခန်းကိုပြောတာကျက်ထားတယ်ဆိုတာကတမတ်တန်တော့ပဲရမှာပါပြီးတော့အဲဆာလုံးပေါင်းလေးတွေတော့ပဲရေးတာရမယ်တိကျမဖြစ်ဘူး bio ကတိကျရေးမှာပေးတယ်တော့အပိုင်ကျက်ထားရင်ကိုကအပိုင်ရမယ်အဲကျန်တဲ့ဟာကိုကျက်ထားတော့ပဲထွက်ထားလို့ရတယ်အေးဒီတိုင်းအဲ့ဆိုရင်တော့ မာပြော quality ကွာွားမှာ quality ကွာွားရင်ဒါကွာငါးခန်းကြက်ထားတယ်ကြက်ယုံကြက်ထားတယ်ဆိုရင်ဂုံသူတော့မရဘူးငါးခန်းကြက်ထားတယ်ဆိုတော့ဂုံမရပါဘူးနော်ဒါတော့တတိပေးလိုက်ရှင်ပါအဲအကြောင်းနဲ့ပတ်သက်ပြီးကြက်ကြက်ဝန်းအဲကြက်တော့နောက် video တစ်ခုမှာပြီးသက်ပြောပြပြောင်းပြပါတယ်အားလုံးကျေးဇူးတင်ပါ